တနင်္လာရာသမီတွေကတော့ဒီလမှာအလုရှာနေပါကဒါမှမဟုတ်အလုလျှောက်ထားပါကအလုရမယ်နိုင်ငံသားနဲ့ဆက်တွေ့တဲ့ကုန်တွယ်ရေးလုပ်ငန်းစီးပွားရေးလုပ်ငန်းတွေမှာအထူးအောင်မြင်မယ်စနေသားသမီတွေကတော့ဝန်ထမ်းဖြစ်ပါကအလုပြောင်းအလုနေရာပြောင်းပေါ်မယ်သူမဟုတ်ပါကအလုနေရာပြောင်းပြီးအလုတိုးတက်ကိန်းရှိတယ်မော်တော်ကားရောင်းဝယ်ဖြစ်မယ်ရဝေးမှာငွေရောက်ခြင်းဒါမှမဟုတ်ရဝေးလို့ငွေပိုးရခြင်းတမျိုးမျိုးဖြစ်မယ် ဆရာကြီးမင်းတိန်ခတီထွင်ဖန်တီးခဲ့တဲ့ဧကန္တဗျာကရဏဗေဒဗေဒင်ပညာဖြင့်2025ခုနှစ်ဇွန်လမှာဖြစ်မဲ့ခုနှစ်ရသားသမီးတို့ရဲ့ကံကြမ္မာအလဲအပြောင်းအဆိုးကောင်းတွေကိုမေတ္တာဖြင့်ဟောကြားပေးပါတော့မယ်။တနင်္ဂနွေသားသမီးတွေကတော့ဒီလမှာမိမိရဲ့စိတ်နှလုံးဟာ အေးချမ်းတာယာမှုရရှိလိမ့်မယ်။ဝန်ထမ်းဖြစ်ပါကလာစားတို့ယာတူးတို့မယ်။နိုင်ငံခြားခီးပေါ်မယ်။ ရွှေလုပ်ငန်းရွှေရောင်းဝယ်ရေးလုပ်ငန်းမှာအကျိုးအမြတ်များရမယ်အမှုရှိပါကအမှုနိုင်မယ်ရဝေးမှငွေရောက်ခြင်းဒါမှမဟုတ်ရဝေးတို့ငွေပိုးရခြင်းတမျိုးမျိုးဖြစ်မယ်မော်တော်ဆိုင်ကယ်အတ္တစီဝင်မယ်စံစဘာရောင်းဝယ်ရေးကောင်းမယ်စက်တူရှယ်ယာလုပ်ငန်းပေါ်မယ်ဒါမှမဟုတ်စက်တူရှယ်ယာလုပ်ငန်းမှာ အကျိုးအမြတ်များ ခွဲဝေရရှိလိမ့်မယ်ဆွေမျိုးကြီးကဲတူထံမှအကူအညီရမယ်လားလေဘိုင်းမှာ ်ဝင်ငွေကောင်းမယ်ဒါမှမဟုတ်မျောလင်းထားသောငွေများဝင်မယ်နေကို အလှဘိက္ခာမင်္ဂလာဆောင်ဖိက္ခာရောက်ပါက35ဆုံးထီထိုးပါပညာရေးမှာ အထူးကြိုးစားရန်လိုအပ်တော့အချိန်ဖြစ်နေပါတယ်ကျမ်းမာရေးကတော့လေထိုးလေအောင်ဖြစ်မယ်အချိန်ရေးမှာဘေးစကားကြောင့်ချစ်တူနဲ့ယုံမအတန်တရဖြစ်လိမ့်မယ်အိမ်တော်ရင်းမှာလဲအိမ်တော်ဘက်နဲ့ငွေကြေးကိစ္စကိုအကြောင်းပြုပြီး စကားများလိမ့်မယ်ဒီလမှာကန်ကောင်းတဲ့ကဏ္ဍတွေကတော့3 5 8ကဏ္ဍတွေပဲဖြစ်ပါတယ်ရဲတရားကတော့တနင်္ဂနွေနေ့မှာနေအိမ်ဖျားចောင်းဆောင်မှာဆုံးသုံးပွဲပေါ်မှာစီစားထည့်ပြီးကတ်လူပါဝင်ငွေကောင်းစင်ရန်အတွက်ငွေထားတဲ့အိတ်ထဲမှာဒါမှမဟုတ်ငွေထားတဲ့နေရာမှာရွေမွေးပလင်အသေးတလုံးကိုအဖုံးဖွင့်ပြီးထည့်ထားလိုက်ပါတနင်္လာသားသမီးတွေကတော့ဒီလမှာအလौရှားနေပါကဒါမှမဟုတ်အလौရှောက်ထားပါကအလौရမယ်နိုင်ငံသားနဲ့ဆက်တွေ့တဲ့ကုန်တွေရေးလုပ်ငန်းစီးပွားရေးလုပ်ငန်းတွေမှာ အထူးအောင်မြင်မယ်မြေရောင်းဝင်ဖြစ်မယ်မြေရောင်းဝင်မှာအထင်းငော်ဖြစ်နေပါက၎င်းမြေနဲ့တက်ဆိုင်တဲ့စာရွက်စာတမ်းတွေပေါ်မှာဖန်ခွက်တလုံးတင်ထားလိုက်ပါ၎င်းဖန်ခွက်ထဲမှာတန်လိုက်တုံးတုံးထည့်ထားလာပါကြာတာပရင်းနေလောက်ပါ၎င်းမြေဈေးကောင်းကောင်းနဲ့ရောင်းထွက်သွားလိမ့်မယ်အမှုပညာရှင်တဦးဖြစ်ပါကတိုက်ခိုက်ဝေဖန်ထိုးနှက်မှုကိုခံရလိမ့်မယ်နေကိုအပူဧည့်တွေရောက်လိမ့်မယ်လက်မခံရရတနာပစ္စည်းရောင်းဝယ်ရေးကောင်းမယ်မော်တော်ကားရောင်းဝယ်ဖြစ်မယ်တခိုးခိုးကပိုင်းနိုင် ခံရလိမ့်မယ်ဓတိထားပါကျွေးကိစ္စအတွက်ရင်အေးရလိမ့်မယ်နေအိမ်ကိုရွှေဖြုံပြီးတလုံးရောက်ပါကလေးစားကိုအဆုံးထီထိုးပါပညာရေးမှာအောင်မြင်မှုများရရှိလိမ့်မယ်နိုင်ငံခြားမှာကြောင်းလျှောက်ထားပါကကြောင်းဝင်ခွင့်ရမယ်ကျမ်းမာရေးကတော့ခါနာခါကိုက်ဖြစ်မယ်အခြေရေးမှာအနောက်ရှက်ပေါ်မယ်ချစ်တူဟောင်းဒုက္ခပေးမယ်အိမ်တော်ရေးမှာလည်းအိမ်တော်ပဲနဲ့ဆွေမျိုးများကြောင့်စကားများလိမ့်မယ်ဒီလမှာကံကောင်းတဲ့ကဏ္ဍတွေကတော့၄၆ကိုကဏ္ဍတွေဖြစ်ပါတယ် ရေရရာကတော့တင်းနေတာနေမှာတကူကြီးဖရာတင်းနေတာတော့မှာခရီး24ညွန်းကတ်လူပါပြီးလင်ခေါင်းလောင်း6ချက်ထိုးပါကျွေးကိစ္စရင်အေးစင်ရန်အတွက်ပေးရန်ရရန်ကျွေးစင်းရေးပေါ်မှာကတ်ကြီးတက်လက်တင်ထားလိုက်ပါအင်္ဂါဒါသမီးတွေကတော့ဒီလမှာနိုင်ငံသားတန်ယုံတယုံမှာဗီဇာလျှောက်ထားပါကဗီဇာရမယ်မော်တော်ကားအယောင်းဝယ်ဖြစ်မယ်ရောင်းမထွက်သေးတဲ့မော်တော်ကားရှိပါက၎င်းမော်တော်ကားရဲ့ dashboard ထဲမှာခေါင်းလျှော်ရည်နှစ်ထုပ်ထည့်ထားလိုက်ပါဈေးကောင်းကောင်းနဲ့ရောင်းထွက်သွားလိမ့်မယ် နိုင်ငံเจ้าငွေဝင်မယ်ဒါမှမဟုတ်နိုင်ငံเจ้าမှငွေရောက်မယ်အိမ်ပြင်အိမ်ဆောက်ရလိမ့်မယ်အလူဒါနဒါမှမဟုတ်ကုတို့ကောင်းမှုတစ်ခုခုပြုလုပ်ရလိမ့်မယ်ပဲပြောင်းနံកောက်ပဲတိနံအထွက်တိုးမယ်အယောင်းဝယ်လဲကောင်းမယ်ဈေးကောင်းရမယ်မိသားစုအတွင်းကိုတည်င်းကောင်းဝင်မယ်ပြောင်းနေတဲ့ပစ္စည်းပြန်တွေ့မယ်ဘန်တမန်ဒါမှမဟုတ်ငွေကြေးဌာနတစ်ခုခုမှာချင်းငွေတင်ထားပါကချင်းငွေရမယ်အရေပလင်းဘီယာပလင်းရောက်ပါကကန့်ညံ့မယ်နန်းနေစောစောကျေးစီတန်းကိုကြားရမယ်ကြားပါကနှိမ့်စာ၆ဆုံးထီထိုးပါ ျမ်းမာရေးကတော့ခြေထောက်ဒါမှမဟုတ်လက်နာမယ်အခြေရေးမှာမတင်းမမြဖြစ်နေတော့ချစ်တူနဲ့ပြန်လဲတင်းမြသွားလိမ့်မယ်စာမိုးပဲဖြေပါကထူးကျွန်စွာအောင်မြင်မယ်အိမ်တော်ရေးမှာလည်းအိမ်တော်ပဲရဲ့ဆွေမျိုးတူထံမှအကူအညီရလိမ့်မယ်ဒီလမှာကံကောင်းတဲ့ကဏ္ဍတွေကတော့2 4 6ကဏ္ဍတွေပဲဖြစ်ပါတယ်ရေတရာကတော့အင်္ဂါနေ့မှာနေအိမ်ဖျားကြောင်းတော်မှာစီဒမင်းသုံးပွဲနှမ်းတောင်းအုံဒီမှာပါပဲကတ်လှူပါအလုတ်ကိစ္စဒါမှမဟုတ်အင်တာဗျူးကိစ္စရှိခဲ့တော့ခဲပြက်တုံးဆောင်ထားပါ ဗုဒ္ဓဘူးဓာရမီတွေကတော့ဝန်ထမ်းဖြစ်ပါကလာစားတိုးမယ်လုပ်ငန်းခွင်အတွင်းမှာဖြစ်ပေါ်နေတော့ပြဿနာများလည်းငြိမ်းသွားလိမ့်မယ်မြန်မာနိုင်ငံရဲ့ပထမအဦးဆုံးသောအွန်လိုင်းရနေတဆင့်ဘေးရင်မြင့်မြတ်နိုင်တဲ့မင်းသင်္ကဘေးရင် application Why ဘေးရင်ဆရာကြီးဆရာမကြီးများဖြင့်တိတ်ကဲကြမှာကိုဆန်းစစ်အပြေရှာကြည့်လိုက်ပါချိန်ကုန်သက်တာစိတ်ချမ်းသာမင်းသင်္ကဘေးရင် application မှာဘေးရင်မြင့်မြတ်ပါ အင်အင်ကတိုက်ခန်းကုန်တုံးကအယောင်းဝယ်ဖြစ်မယ်မော်တော်ဆိုင်ကယ်အတွက်တော့ကများမယ်စိုင်းတင်းဖွင့်ခြင်းလုပ်ငန်းတင်းလုပ်ခြင်းများပြုလုပ်ရလိမ့်မယ်အောင်မြင်မယ်အလုပ်တစ်အတွက်အင်တာဗျူးဝင်ရမယ်၎င်းအလုပ်ရမယ်လူမှုရေးလုပ်ငန်းပရာဟိတလုပ်ငန်းများကိုဥဆောင်ပြုလုပ်ရလိမ့်မယ်ရေလုပ်ငန်းရေတွက်ပစ္စည်းရောင်းဝယ်လုပ်ငန်းများမှာအကျိုးများရရှိမယ်ရတနာပစ္စည်းအယောင်းဝယ်ဖြစ်မယ်ကျေးဇူးရှိသူများကိုကျေးဇူးဆက်ခွင့်ကြုံရလိမ့်မယ်ဆွေမျိုးအတွင်းမှာမင်္ဂလာဆောင်တည်င်းကြားရလိမ့်မယ်အမှုရှိပါကအမှုနိုင်မယ်ပင်လယ်ကမ်းခြေဒေတာဘက်တို့ခရီးထွက်ရလိမ့်မယ် လမ်းထဲမှာနာရေးပေါ်မယ်မသွားရတခိုးခိုးခံရတတ်တယ်တတိထားပါ နေအိမ်ရှိမှကြီးတာမယ်ကြီးတာပါကသုံးဆခွန်ဆုံးထီထိုးပါပညာရေးမှာစူးစမ်းမှုအားနည်းနေပါတယ်ကျမ်းမာရေးကတော့ဝမ်းပြက်ဝမ်းလျှောဖြစ်မယ်အချစ်ရေးမှာတာရပါတယ်ချစ်တူထားမှာတရင်ကောင်းကြမယ်အိမ်တော်ရေးလည်းတာရပါတယ်အပြိုလူပြိုဖြစ်ပါကအိမ်တော်ကြခင်းရှိတယ်ကြားခဲ့တော့ကောင်းတယ်ကံကောင်းတဲ့ကဏ္ဍတွေကတော့36ခုကဏ္ဍတွေဖြစ်ပါတယ်။ရေရရာကတော့ဗုဒ္ဓဘူးနေမှာတကူကြီးဖျားဗုဒ္ဓဘူးတော်မှာရွှေဒီလေးလဲကတ်ထူပါ။ ဝင်ငွေကောင်းစေရန်အတွက်ငွေထားတဲ့အထက်မှာအချီအဖြူတစ်လုံးထားပါကြာတာပရိသတ်သမီးတွေကတော့ဒီလမှာအလုတ်ကောင်းမယ်မျှော်မှန်းထားတာနဲ့ပူွေးကောင်းမယ်ပိုမိုအောင်မြင်မှုရရှိမယ်ငွေစုလိုက်ပုံလိုက်ဝင်မယ်ပြီးပါမှာဖြစ်စေပြီးတွင်းမှာဖြစ်စေအလုတ်ရှာနေပါကအလုတ်ရမယ်မော်တော်ကားရောင်းဝယ်ဖြစ်မယ်အိန္ဒိယရွှေပြောင်းပေါ်မယ်ဒို့မဟုတ်အိန္ဒိတရနိုင်မယ်အမှုပညာလုပ်ငန်းမှာမျှော်မှန်းထားတဲ့ပိုမိုး အောင်မြင်မယ်မြေရောင်းဝယ်ဖြစ်မယ်မိသားစုတွင်ရဝေးတို့ထွက်ခွာနေတော်မူဒါမို့မို့နိုင်ငံသားရောက်နေတော်မူအိမ်ကိုကောင်းမွန်စွာပြန်လည်ရောက်ရှိလာလိမ့်မယ်လောင်းကစားဒါမို့မို့လောင်းကစားဆန်တော်လုပ်ငန်းများလုံးဝအကျိုးမပေးပါလက်ဖက်ဆိုဒါမို့မို့လက်ဖက်ချောက်လက်ဆောင်ရပါကနှစ်အဆငါးဆုံးတီထိုးပါကျမ်းမာရေးကတော့သွားနာသွားခိုက်ဖြစ်မယ်ပညာရေးမှာအနောက်ချက်ပေါ်မယ်တို့ရတွင်ပညာရေးနဲ့ပတ်သက်ပြီးကူညီမဲ့သူပေါ်မယ်အခြေရေးမှာကံကောင်းပါတယ်ချစ်သူမရှိပါကချစ်သူရမယ်အိမ်တော်ရေးလည်းအဆင်မပြေ ဖြစ်နေတော့အိမ်တော်ကြီးပြန်လဲအဆင်ပြေသွားလိမ့်မယ်ဒီလမှာကန်ကောင်းတဲ့ကဏ္ဍတွေကတော့နှစ်ငါးရှစ်ကဏ္ဍတွေပဲဖြစ်ပါတယ်ရေရရာကတော့ကြာတာပရိနေမှာတကိုးကြီးဖရာကြာတာပရိတော့မှာဇီးကိုညွန့်တပြေကိုညွန့်ဂန်းကုန်ကိုညွန့်ကတ်လူပါတွားလီယာမျက်နာပွင့်လန်းစေရန်အတွက်လက်ကင်ပဝါအဖြူတစ်ထည်ဆောင်းသားပါ၎င်းလက်ကင်ပဝါအဖြူရဲ့ဒေါင်လေးတော့မှာရင်မွေးဆွတ်ပေးပါတောက်ကြာတာအမီတွေကတော့တင်တာပြန်ရတော့လုပ်ငန်းများမှာအောင်မြင်မှုရရှိလိမ့်မယ်အားကစားပြိုင်ပွဲအမှုပညာပြိုင်ပွဲညံဆန်းရွေပြိုင်ပွဲမှာ ောင်ပန်းစွန့်နိုင်နိုင်မယ်စတ်တူရှယ်ယာလုပ်ငန်းမှာဖြည့်ရှင်းစရာကိစ္စပေါ်မယ်မိသားစုနဲ့ပတ်သက်တဲ့တရင်ကောင်းဝင်မယ်နိုင်ငံခြားခရီးထွက်ရလိမ့်မယ်လောင်းကစားသမားဒုက္ခပေးမယ်ဆိုင်သေးဖွင့်ခြင်းအယောင်းဝယ်သစ်ပြုတ်လုခြင်းများပြုလုပ်ရလိမ့်မယ်အောင်မြင်မယ်ရရန်ရှိတော်ကြွေးများဝင်မယ်ပေးရန်ရှိတော်ကြွေးများလည်းပေးဆပ်နိုင်မယ်မိသားစုအတွင်မပြေလည်မှုများပြန်လည်ပြေလည်သွားလိမ့်မယ်ဆွေမျိုးများနဲ့စုပေါင်းလူပေါ်မယ်တာလိကာဒါမမို့စက်တူရဲကိုမြင်ပါကတိစ6ဆုံးထီထိုးပါပညာရေးမှာကံကောင်းပါတယ် ဆာမိုဝဲဖြေပါကအောင်မြင်မယ်နိုင်ငံသားမှာကြောင်းလျှောက်ထားပါကအကြောင်းဝင်ဝင်ရမယ်ကျမ်းမာရေးကတော့အယူကြီးပေါင်းရောကရမယ်အခြေရေးမှာချစ်တူရဲ့တဝင်တူမှုကြောင့်စိတ်ညစ်ရမယ်အိမ်တော်ရေးမှာလည်းအိမ်တော်ဘဲရဲ့ကျမ်းမာရေးကိစ္စကြောင့်စိတ်ညစ်ရမယ်ဒီလမှာကောင်းကောင်းတဲ့ကဏ္ဍတွေကတော့တစ်36ကဏ္ဍတွေပဲဖြစ်ပါတယ်ရေတရားတော့တောက်ကြနေမှာတကူကြီးဖျားတောက်ကြတော့မှာတစ်တီး6လုံးကတ်လူပါဒီလမှာအလုပ်ကိစ္စဖြင့်တွားเสียရရှိခဲ့တော့စာအိတ်တိတ်ကိုခောက်ပြီးဆောင်သွားပါစနေသားသမီးတွေကတော့ဝန်ထမ်းဖြစ်ပါကအလုပ်ပြောင်းအလုပ်နေရာပြောင်းပေါ်မယ်။ဒုမုတ်ပါကအလုပ်နေရာပြောင်းပြီး အလုတ်တိုးတက်ကင်းရှိတယ်မော်တော်ကားရောင်းဝယ်ဖြစ်မယ်ရဝေးမှငွေရောက်ခြင်းဒါမှမဟုတ်ရဝေးတို့ငွေပိုးရခြင်းတမျိုးမျိုးဖြစ်မယ်အမွေရမယ်ဒါမှမဟုတ်အမွေကိစ္စညီနိုင်ရမှာအောင်မြင်မယ်စိုက်ကယ်မောက်မယ်ဒါမှမဟုတ်စိုက်ကယ်ပြောက်မယ်အမှုပညာလုပ်ငန်းမှာအောင်မြင်မှုများရရှိလိမ့်မယ်အမှုပညာဆန်းပွင့်နေပါတယ်မီဒီယာလုပ်ငန်းမှာရန်ပေါ်မယ်ဒါမှမဟုတ်အမှုဖြစ်မယ်နိုင်ငံသားငွေနဲ့ပတ်သက်ပြီးတောကရောက်မယ်ဆွေမျိုးတူရဲ့ကျမ်းမာရေးကိစ္စကိုကူညီရမယ်စာအုပ်မပုံတင်လိုင်းစင်အရေးကြီးတဲ့စာရက်စာသားများပြောက်မယ် အိမ်နီးနားမှာ၎င်းဆွေမျိုးထဲမှာ၎င်းအတိမိတ်ဆွေထဲမှာ၎င်းကလေးမွေးတဲ့တည်ရင်ကြမယ်ထိုလိုဖြစ်ပါက၅ဆ6ဆုံးထီထိုးပါပညာရေးမှာကြိုးစားမှုအားနည်းနေပါတယ်ပညာရေးကိုအထူးကြိုးစားပါကျမရေးကတော့ချောင်းဆိုးမယ်အခြေရေးမှာတားရပါတယ်ချစ်တူမရှိပါကချစ်တူရမယ်ချစ်တူဟောင်းနဲ့လည်းပြန်လည်ဆုံတွေ့ရတတ်တယ်အိမ်တော်ရေးလည်းတားရပါတယ်ငယ်ရွယ်သူအိမ်တော်ရှင်စနေသမီးဖြစ်ပါကတားသမီးယတနာရမယ်ကံကောင်းတဲ့ကဏ္ဍတွေကတော့၅6ကိုကဏ္ဍတွေဖြစ်ပါတယ်ရေရရာကတော့စနေနေ့မှာတကိုးကြီးဖျားစနေတော့မှာ ်ထီးမြူငါလည်းလှူပါထီးနီငါလည်းလှူပါတွားလီယာမျက်နှာပွင့်လန်းစေရန်တန်လိုက်တုံးတုံးကိုရေမွေးစွတ်ပြီးဆောင်းသားပါဆရာကြီးမင်းတိန်ခါတီထွင်ဖန်တီးခဲ့တဲ့ဧကန္တဗျာကရဏဗေဒဗေဒင်ပညာဖြင့်ခொနရတားသမီးတို့ရဲ့ကံကြမ္မာအလှည့်အပြောင်းအစိုးကောင်းတွေကိုမြန်မာဆယ်လီချန်နယ်မှာလာစဉ်အင်္ဂလိပ်လာစံတရက်နေ့တိုင်းမြစ်တာဖြင့်ဆက်လက်ဟောကြားပေးသွားမှာပဲဖြစ်ပါလေမင်းတိန်ခါ application မှာဗေဒင်မေးမြန်းနိုင်တယ်လို့အခုဗီဒီယိုရဲ့ comment မှာရှိတဲ့ website link ကနေလဲဗေဒင်မေးမြန်းနိုင်ပါတယ်